ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်နဲ့ကမ္ဘာအင်အားကြီးဆုံးနိုင်ငံရဲ့ခေါင်းဆောင်ကြားကအကွဲပြက်ဇလံကိုပြောခင်မှာတမနက်စာလောက်ပဲရှိတဲ့ဗီဒီယိုအတိုလေးတစ်ခုကိုကျွန်တော်တို့အရင်ကြည့်အောင်ပါ And to that end, I have created the brand new Department of Government Efficiency, GOGE. Perhaps you've heard of it. Perhaps. which is headed by Elon Musk, who is in the gallery tonight. Thank you, Elon. He's working very hard. He didn't need this. He didn't need this. Thank you very much. We appreciate it. ကမ္ဘာသတင်းတွေကိုမပြတ်တမ်းကြည့်ရှုတဲ့သူတွေဆိုရင်တော့ဒီအဖြစ်အပျက်ကိုမှတ်မိကြလိမ့်ဦးမယ်ထင်ပါတယ်။အမေရိကန်သမ္မတကကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်အီလွန်မတ်စ်ကိုကွန်ကရစ်လွှတ်တော်ထဲမှာနာမည်ခေါ်ပြီးတော့လူကိုညှို့ပြီးတော့ချီးကျူးထောပနာပြုခဲ့တာဖြစ်ပါတယ်။ဒါကပြီးခဲ့တဲ့မတ်လ9ရက်နေ့တုန်းကပါဆိုတော့အခုအချိန်နဲ့ရေတွက်လိုက်လို့ရှိရင်တော့3လလောက်ပဲရှိသေးတယ်လို့ဆိုရမှာပါ။ဆိုတော့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ကိုကမ္ဘာအင်အားအကြီးဆုံးနိုင်ငံရဲ့ခေါင်းဆောင်ကဖြုတ်ထုတ်သက်လုံးလို့ရနိုင်တဲ့ဝန်ကြီးဌာနတစ်ခုထောင်ပေးပြီးတော့ပြုပြင်ပြောင်းလဲလုပ်ခိုင်းခဲ့တာဖြစ်ပါတယ်။ ကမ္ဘာအနှံ့ကပြည်တွင်းဆစ်ဖြစ်နေတဲ့နိုင်ငံတွေအငတ်ပေးကြုံနေရတဲ့နိုင်ငံတွေမှာကူညီကယ်ဆယ်ရေးလုပ်ပေးနေတဲ့ USA လိုအဖွဲ့တွေနောက်သတင်းဌာနတွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတဲ့ဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေထောင်ပေါင်းချီအလို့ဖြုတ်ခံရပြီးတော့ဒေါ်နယ်ထရမ့်နဲ့ညီကိုလိုဖြစ်နေတဲ့ဒီအီလွန်မတ်ရဲ့လုပ်ရက်ကိုတော့ထရမ့်ရဲ့ထောက်ခံသူတွေကအဲ့ဒီလုပ်ရက်ကိုချီးကျူးထောက်ပံ့ပြုခဲ့ကြပါတယ်ခုတော့အဲ့ဒီလူနှစ်ယောက်တစောင်းစင်းနဲ့မြချေဖြစ်သွားကြပါပြီသူတို့ပိုင်တဲ့ကိုပိုင်ဆိုရှယ်မီဒီယာတွေဘက်ကနေအပြန်အလှန်ထုတ်နှက်ပြောဆိုပုံတွေကိုကမ္ဘာမီဒီယာတွေကလည်း live လွှင့်ပြီးတော့တင်ဆက်ခဲ့ကြတာပါဒီရုပ်ကောက်ဘက်ကာလာကနေပြီးတော့နောက်ဆုံး impure တဲ့တိရောက်တဲ့အထိ Tesla ကားကိုတမရတယောက်ကနေပြီးတော့ promotion ဆင်းပေးခဲ့တဲ့အထိရင်းနှီးခဲ့တဲ့လူနှစ်ယောက်ဘာတွေဖြစ်သွားကြတယ်လဲကျွန်တော်တို့အဲ့ဒီအကြောင်းအပြည့်စုံလေ့လာကြည့်အောင်ပါသူတို့နှစ်ယောက်ကြားမှာအဓိကပြဿနာတက်ရတဲ့အကြောင်းရင်းအရင်းခံကတော့ one big beautiful bill လို့ Trump ကနာမည်ပေးထားတဲ့ ဒေါ်နယ်ထရမ့်ရဲ့အခွန်ဆိုင်ရာဥပဒေမူကြမ်းကြောင့်ပဲဖြစ်ပါတယ်။ဒါအပြင်တခြားအကြောင်းရင်း3 4 5ချက်လည်းရှိပါသေးတယ်။ဒါပေမဲ့ကျွန်တော်တို့ပထမဦးဆုံးဒီ One Big Beautiful Bay အခွန်မူကြမ်းကိုလေ့လာကြည့်အောင်ပါ။ဒါပေမဲ့ကျွန်တော်တို့ဒီအကြောင်းမပြောခင်မှာကျွန်တော်တို့ပြီးခဲ့တဲ့လကမှဒီ Elon Musk အလုပ်ထွက်ခဲ့ရတဲ့အကြောင်းကိုအရင်ဆုံးပြောဖို့လိုပါလိမ့်မယ်။တကယ်တော့ Elon Musk ကပြီးခဲ့တဲ့မေလ30ရက်နေ့ကမှအလုပ်ထွက်ခဲ့တာပါ။သူအလုပ်ထွက်ရတဲ့အဓိကအကြောင်းရင်းကတော့သူ့ကိုခန့်ထားတဲ့ယာဒူးပေါ့နော်အဲ့ဒီယာဒူးကဒီ special government employee လို့ခေါ်တဲ့အစိုးရအထူးဝန်ထမ်းဖြစ်နေလို့ပါပဲအစိုးရအထူးဝန်ထမ်းတယောက်ကရက်ပေါင်း130ပဲတာဝန်ထမ်းဆောင်ခွင့်ရပါတယ်ဆိုတော့130ပြီးရင်ထွက်ရတာပေါ့နော်ထပ်ပြီးတော့တာဝန်ထမ်းဆောင်ခြင်းလည်းဆိုလို့ရှိရင်တစ်နှစ်ဆောင်ပြီးတော့နောက်တစ်နှစ်မှာထပ်ပြီးတော့တာဝန်ထမ်းဆောင်လို့ရပါတယ်ဒါပေမဲ့ Elon Musk ကသူဒီအစိုးရအလုပ်ကနေဒီအလုပ်ထွက်ခဲ့ရတဲ့အကြောင်းရင်းကိုမီဒီယာတွေနဲ့ဖြေတဲ့အင်တာဗျူးတွေမှာထည့်ပြောပါတယ်သူဖြေတဲ့အဖြေတချို့ကစိတ်ဝင်စားစရာကောင်းပါတယ်ဝါရှင်တန်ပို့စ်သတင်းစာနဲ့အင်တာဗျူးမှာသူပြောတာက ဖက်ဒရယ်အစိုးရရန်တရားအခြေအနေကမျှော်လင့်ထားတာထက်တော်တော်အခြေအနေဆူဆူဝါးဝါးဖြစ်နေတယ်ဆိုပြီးတော့ပြောထားပါတယ်ပြီးတော့နိုင်ငံရေးမှာအချိန်တော်တော်များများဖြုံးလိုက်မိတယ်လို့လည်းဖြစ်သွားတယ်ဆိုပြီးသူကဝန်ခံထားပါတယ်အီလိုမက်စ်အလုပ်ထွက်ရခြင်းရဲ့နောက်ကမှာတခြားစိတ်ဝင်စားချက်ကောင်းတဲ့အကြောင်းရင်းတွေလည်းရှိပါတယ်အများအမြင်မှာဒေါ်နယ်ထရမ့်နဲ့အီလိုမက်စ်ကအင်မတန်အဆင်ပြေနေတယ်လို့မြင်ရပေမဲ့ဒေါ်နယ်ထရမ့်ရဲ့အစိုးရအဖွဲ့ဝင်အနေနဲ့ဒီအီလိုမက်စ်နဲ့ကြားမှာတော့အမြဲတမ်းပြဿနာတွေရှိနေကြတာပါ ပြီးတော့ကမ္ဘာနိုင်ငံကြီးတော်တော်များများမှာသူ့ကုမ္ပဏီ Tesla ကိုသပိတ်မှောက်တာနောက်ပြီးတော့သူ့နာမည်နဲ့သူ့ရုပ်ပုံတွေနဲ့ပါသပိတ်မှောက်တာတွေလည်းတောက်လျှောက်ရှိခဲ့ပါတယ်။ပြီးတော့သူ့ကုမ္ပဏီ Tesla ရဲ့ကုမ္ပဏီ share ရှင်တွေကသူ့ကို PR ပေးတာတွေကြောင့်မလို့ဒီ CEO ရာထူးကနေပြီးတော့ Elon Musk အနေနဲ့နှုတ်ထွက်တော်မလားဆိုပြီးတော့သတင်းတွေထွက်ပေါ်ခဲ့တာပါ။ Elon Musk အလုပ်ထွက်ရခြင်းရဲ့နောက်ခွဲမှာနောက်ထပ်စိတ်ဝင်စားချက်ကောင်းတဲ့အကြောင်းရင်းတစ်ခုလည်းရှိပါသေးတယ်။အဲဒါကသူ့ရဲ့အရင်းအမြစ်ဆုံးမိတ်ဆွေ Jared Isaac Minks ရဲ့ပုံကိုနဲ့ပတ်သက်နေပါတယ်။ ဒေါ်နယ်ထရမ့်ကဒီအီလွန်မတ်စ်ရဲ့မိတ်ဆွေဂျရက်အိုက်ဆမင်းကို NASA ရဲ့နောက်ထပ်လာမယ့်ခေါင်းဆောင်အကြီးအကဲနေရာမှာခန့်အပ်ဖို့နာမည်စရင်တင်သွင်းထားပြီးပါပြီ။တကယ်လို့သာအီလွန်မတ်စ်ကသူ့ရဲ့ဒီအရင်းအဆုံးမိတ်ဆွေဂျရက်အိုက်ဆမင်းက NASA အကြီးအကဲဖြစ်လာလို့ရှိရင်သူ့ရဲ့ Space X ကုမ္ပဏီကအကျိုးအမြတ်တွေနောက်ပြီးတော့အခွင့်အလမ်းတွေအများကြီးရလာမှာဖြစ်ပါတယ်။ဒါပေမဲ့ဒေါ်နယ်ထရမ့်က NASA အကြီးအကဲဒီရာထူးအတွက်နာမည်စရင်သူကိုယ်တိုင်တင်သွင်းထားတဲ့ဂျရက်အိုက်ဆမင်းနာမည်ကိုစီးရင်းတွေကနေဖယ်ရှားပြစ်လိုက်ပါတယ်။ပထမတော့ ဒါကဘာကြောင့်ဆိုတာမျိုးသတင်းပေါက်ကြားခဲ့တာမျိုးမရှိပါဘူး။ဒါပေမဲ့နောက်ပိုင်းမှာဘလို့ဖြစ်တယ်ဆိုတော့ဒီ Pilomas တိလာတာကဒီလိုမျိုးဖယ်ရှားခဲ့တာသူနဲ့ဒီတမရယုံထဲမှာအဆင်မပြေခဲ့တဲ့ပုဂ္ဂိုလ်တယောက်ကြောင့်ဆိုတာဒီသူကိုယ်တိုင်တိလာတယ်ဆိုပြီးတော့မီဒီယာတွေကရေးကြပါတယ်။အဲ့လိုပုဂ္ဂိုလ်နာမည်ကဒီစာဂျီယိုဂေါပါ။ဒီစာဂျီယိုဂေါကတောက်လျှောက်ဒေါ်နယ်ထရမ့်နဲ့မက်ခ်နဲ့ဂျာမာအဆင်ပြေနေပေမဲ့စာဂျီယိုဂေါနဲ့ဒီ Pilomas နဲ့ဂျာမာတော့အမြဲတမ်းပြဿနာတက်နေခဲ့တာကိုကျွန်တော်တို့မီဒီယာတွေမှာဖတ်ရှုခဲ့ကြရပါတယ်။ သူတို့ကျွန်တော်ခုနပြောသွားခဲ့တဲ့အချက်လက်တွေအကုန်လုံးဟာ Elon Musk အစိုးရအဖွဲ့တွေကနေနှုတ်ထွက်သွားရတဲ့အကြောင်းရင်းနေလို့ပြောလို့ရတယ်လို့ပဲအခု Elon Musk တို့နဲ့ Trump ကြားမှာပြဿနာတက်နေတဲ့ပြဿနာ ဖြစ်လာစေတဲ့အကြောင်းရင်းအဖို့ထက်အပိုင်းအစတွေလို့လည်းဆိုနိုင်ပါလိမ့်မယ် Elon Musk ကသူ့ရဲ့ Department of Government Efficiency ဆိုရဲ DOGE ကိုစဖွဲ့တော့ကတော့ Federal Budget တွေကနေ American Dollar 1 Trillion လောက်ဖြတ်ပြစ်မယ်ဆိုပြီးတော့ကြုံးမခဲ့တာပါ ဒါပေမဲ့နောက်ပိုင်းမှာတိတ်အဆင်မပြေတော့မှ1 trillion ဆိုပြီးတော့တဝက်နီးပါး short ပစ်ခဲ့ပါတယ်။ဒါပေမဲ့တိတ်မကြခင်မှာပဲထပ်ပြီးတော့အဲ့ဒီရဲ့အဆပေါင်းများစွာกว่าတဲ့150 billion ကို short မဲဆိုပြီးတော့ထပ်ပြောင်းပြီးတော့ကျင်ညာခဲ့ပြန်ပါတယ်။သူ့ဝေဖန်တဲ့သူတွေကတော့ Elon Musk ဟာအစိုးရလုပ်ငန်းကိုဘာတစ်ခုမှနားမလည်ဘဲနဲ့ဤပညာပေါ်မှာအခြေခံပြီးတော့သူလုပ်ချင်တဲ့လုပ်လို့ရမယ်လို့ထင်ခဲ့ပုံရတယ်ဆိုပြီးတော့ဝေဖန်ကြပါတယ်။ Elon Musk ကဒီအစိုးရဝန်ထမ်းတွေကိုအလုပ်ဖြုတ်တာ၊လစာဖြတ်တာ၊အခွန်တွေကိုပို့ပြီးတော့စီးကျက်ပစ်တာတွေကို AI နည်းပညာပေါ်မှာအခြေခံပြီးတော့လုပ်ခဲ့တာပါပြီးတော့သူကဘယ်ဒီဆိုးရွားဝင်နှက်နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်သူတဦးတယောက်ကမှတိုင်ပင်ခဲ့တာမရှိဘူးဆိုပြီးတော့သူ့ကိုဝေဖန်ကြပါတယ် Elon Musk ကြောင့်လူပေါင်းထောင်သောင်းကျီအလုပ်ပြုတ်ခဲ့တယ်လို့ကမ္ဘာအနှံ့ကအမေရိကန်ရဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းအများစုလည်းရပ်တန့်ပစ်ခဲ့ရပါတယ်ခုတော့အဲ့လိုလှုပ်ချင်ရတွေလှုပ်ခဲ့ပြီးတော့အဆိုးရွားအလုပ်ဟာထင်ထားတာထက်ပိုဆိုးနေတယ်လို့ပြောပြီးအလုပ်ထွက်သွားပါပြီဒါပေမဲ့သူ့အလုပ်ထွက်တော့က Trump ပြောတာကတော့ I gave him a little special something we have here. A very special that I give to very special people. I have given it to some, but it goes to very okay. special people, and I thought I'd, I'd give it to Elon on, as you. a presentation from our country. Thank you. Thank you, Elon. Thank, thank Take you. Take care of yourself. Thank you. Thank you. you the lock on this is. တကယ်တော့ Elon Musk လို့အစိုးရအထူးဝန်ထမ်းတွေကရပောင်130ပဲတာဝန်ထမ်းဆောင်လို့ရတယ်ဆိုပေမဲ့ကျွန်တော်အရှိမပြောခဲ့သလိုအစိုးရကသူတို့ကိုပြန်ခန့်တယ်ဆိုရင်နောက်တစ်နှစ်မှာထပ်ပြီးတော့တာဝန်ထမ်းဆောင်လို့ရပါသေးတယ်။ဒါကြောင့်မို့လို့လေ Trump ကသူ့စကားထဲမှာသူတကယ်ထွက်သွားတာမဟုတ်ပါဘူးဆိုပြီးတော့ထည့်ပြောခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့တုန်းကသူပြောတာကပြီးခဲ့တဲ့မေလလကုန်ပိုင်းတုန်းကဖြစ်ပါတယ်။အခုတပတ်ကျော်ကြာတဲ့ဇွန်လမှာတော့အဲ့တုန်းကစကားနဲ့ပြောတာနဲ့အခြေအနေနဲ့မတူတော့သလိုသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကလည်းလုံးဝပြောင်းလဲသွားပါပြီ။ ဆိုတော့ပြဿနာရဲ့အဓိကအကြောင်းရင်းဖြစ်တဲ့ One Big Beautiful Bill လို့ Donald Trump နာမည်ပေးထားတဲ့ Trump ရဲ့အခွန်ဆိုင်ရာဥပဒေမူကြမ်းအကြောင်းကိုကျွန်တော်တို့အနေငယ်လေ့လာကြည့်အောင်ပါဒီဥပဒေမူကြမ်းမှာပါတာကအစိုးရအသုံးစရိတွေ short ချပြဖို့ကာကွယ်ရေးနဲ့နေဆက်မြင့်လုံခြုံရေးကိုတိုးမြှင့်ဖို့နဲ့ green energy နဲ့ဆိုင်တဲ့ကိစ္စတွေဖြစ်တဲ့ electric car တို့ clean energy တို့နဲ့ပတ်သက်ပြီးအခွန်တိုးမြှင့်ဖို့ကိစ္စတွေပါပါတယ်ဒီထဲမှာ Elon Musk ကိုထိတာက electric car နဲ့ဓာတ်ရိုက်သက်ဆိုင်ပါတယ် ။ Elon Musk ရဲ့ Tesla EV ကားတွေအများကြီးရောင်းရတာရဲ့အဓိကအချက်ကအခွန်ပေးရတာနည်းလို့ပါပဲ။အစိုးရရဲ့အခွန်ဥပဒေအရ EV ကားတွေဝယ်လို့ရှိရင်တာမန်ကားတွေထက်ပိုပြီးတော့အခွန်ပေးရတာနည်းတာကြောင့်မို့လို့ဈေးရော့ရော့နဲ့ရောင်းနိုင်တယ်လို့ပြည်တွင်းမှာပြိုင်ပွဲလဲနည်းတာကြောင့်မို့လို့ Elon Musk ရဲ့ Tesla ကနံပါတ်1ဖြစ်နေခဲ့တာပါပဲ။ခု Trump ရဲ့ဥပဒေကြမ်းအရတော့ EV ကားတွေဝယ်ရင် ပေးရတဲ့အခွန်နှုန်းကိုတိုးလိုက်မှာဖြစ်ပါတယ်။ဒီချက်က Elon Musk ရဲ့ငွေထိတ်ကိုဝေပေါက်တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ဒီကိစ္စကိုဒေါ်နယ်ထရန့်ကမသိပဲမနေပါဘူး။ဘာကြောင့်လဲဆိုရင်ပြီးခဲ့တဲ့ရက်ကဒီဂျာမန်အန်တီပတီဖရက်ဒရစ်မဲနဲ့တွေ့တဲ့အချိန်မှာသတင်းထုတ်တွေကဒီအီလွန်မတ်စ်နဲ့ကိစ္စကိုမေးတော့သူကဒီလိုပြန်ဖြေပါတယ် Well, look, you know, I've always liked Elon, and it's always very surprised. You saw the words he had for me, the words of, and he hasn't said anything about me that's bad. I'd rather have him criticize me than the bill because the bill is incredible. And you know, Elon's upset because we took the EV mandate, and you know, which was a lot of money for electric vehicles. And uh, you know, they're having a hard time the electric vehicles, and they want us to pay billions of dollars in subsidy. And you know, I, I Elon knew this from the beginning. He knew it for a long time ago. That's been in there. That's been. ဒီတော့ Trump ပြောသွားတာကိုကြားလိုက်ကြပါလိမ့်မယ်။အဲ့ဒါက Elon knew this <laughs> from beginning ဆိုပြီးတော့ပြောသွားတာပါ။ ီကိစ္စတွေကို Elon Musk ကဟိုအစောကတည်းကသိနေပြီးသားလို့သူကဆိုလိုချင်တာပါဒါဒီနေရာမှာကျွန်တော်တို့တစ်ခုထည့်ပြောစရာရှိပါတယ် Donald Trump အဲ့ဒီကိစ္စကိုပြောနေတဲ့ဟာကိုကျွန်တော်တို့ Imputer ကနေပြီးတော့ Direct Live လွှင့်နေတယ်လို့တခြားမီဒီယာတွေကလည်းဒီကိစ္စကိုတောက်လျှောက် Live လွှင့်နေတာပါဆိုတော့ဒါကို Elon Musk က Live ကိုကြည့်နေပြီးတော့သူ့ရဲ့ Social Media ဒီ X ပေါ်ကနေတောက်လျှောက်ပြန်တုံ့ပြန်နေခဲ့တာပါကျော်အဲ့ဒီစကားကိုပြောတဲ့အချိန်မှာဒီ Donald Trump ကသူတိနေခဲ့တယ်ဒီ Elon Musk ကအဲ့ဒီလိုလေးကတိနေခဲ့တယ်ဆိုတော့ Elon Musk ကဒီလိုမျိုးတုံ့ပြန်ပါတယ် သူပြောတာကအဲ့ဒါအမားကြီးတဲ့အဲ့ဒီမူချမ်းကျုပ်ကိုတခါမှတစ်ချိန်လေးတောင်မှမပြသခဲ့ဘူးတလို့ညစ်နေနဲ့မှာချက်ချင်းကြီးအတီးဖြစ်သွားခဲ့တာပါတဲ့ကွန်ဂရက်လွှတ်တော်ထဲမှာတော့ဘသူမှမဖတ်လိုက်ရပါဘူးတဲ့ဒေါ်နယ်ထရမ့်ကတစ်ဖက်မှာဒီဂျာမန်အဓိပတိနဲ့စကားပြောပြီးတော့ live ထွက်နေတဲ့အချိန်မှာတစ်ဖက်မှာအီလွန်မတ်စ်ကသူ့ရဲ့ X ပေါ်ကနေပြီးတော့ Dogshot post တွေနဲ့တုံ့ပြန်ရေးသားနေတာဖြစ်ပါတယ်။သတင်းထုတ်တွေကတော့တစ်ဖက်မှာ Elon Musk ကိုဖွင့်တာတစ်ဖက်မှာ live ကိုကြည့်ပြီးတော့ Dogshot သတင်းရေးသားနေကြတာတွေ့ရပါတယ်။ဆိုတော့ဒီမှာ ခုမှဒေါ်နယ်ထရမ့်ကဒီအီလွန်မတ်ရဲ့ EPD ပေါ်မှာအခွန်တိုးခေါက်ဖို့ကိစ္စကိုလှုပ်ခဲတာကပြောရရင်ဘာကြောင့်အခုမှလဲဆိုပြီးကျွန်တော်တို့မေးရမှာ။ဘာလို့လဲဆိုတော့သူကိုယ်တိုင်ဒီအီလွန်မတ်ရဲ့ဒီ Tesla ကားကိုအင်ဖြူရော်တဲ့အထိ promotion ဆင်းပေးခဲ့တာတချို့မှတ်မိကြပါလေဦးမ။ Thank you all very much. I love Tesla. Which one did you buy? Which car are you going to buy? Uh, the one I like is that one. ကျွန်တော်တုန်းကပြောခဲ့တာတွေ့ကြမှာပါ I love Tesla ဆိုပြီးတော့ Elon Musk ရှေ့မှာကိုယ်တိုင်ပြောခဲ့တာပါခုတော့ तू ပြောခဲ့တဲ့ကားကိုပဲနောက်တစ်ခါသူ့ရဲ့ social media ပေါ်မှာပြန်ပြောတဲ့အကြောင်းကိုကျွန်တော်တို့ဖတ်ကြည့်အောင်ပါ Elon ကစိတ်မရှိဘူးကျုပ်ပဲသူထွက်သွားဖို့ပြောခဲ့တာပြီးတော့ EV ကလုတ်ပိုင်ခွင့်ကိုကျုပ်ပဲရုပ်သိမ်းလိုက်တာအဲ့ဒီလုတ်ပိုင်ခွင့်ကဘယ်သူမှမဝယ်ခြင်းနဲ့ electric car တွေအတင်းဝယ်ခိုင်းတာကြီးလေကျုပ်လိုလုပ်မယ်ဆိုတာ तू သိနေတာအတော်ကြားပါပြီခုတော့ကြောင်သွားပြီတဲ့ ဲ့ဒီလိုမျိုးသူတို့နှစ်ယောက်အပြန်အလှန်တစ်ဖက်က live မှာတောက်လျှောက်ပြောနေပြီးတော့တစ်ဖက်မှာ Elon Musk က X ကနေပြီးတော့ပြောနေတဲ့အချိန်တရက်ထဲမှာကို Elon Musk ကသူ့ရဲ့ company ကနေပြီးတော့ American dollar 34 billion လောက်အရှုံးပေါ်သွားခဲ့တယ်ဆိုပြီးတော့ Bloomberg Media ကနေဖော်ပြပါတယ်။ပြီးတော့ Elon Musk ကထပ်ပြောတာကနည်းနည်းပူကျန်းလာပါတယ်။သူပြောတာကကျုပ်တံမပါခဲ့ရင် Trump ဟာရွေးကောက်ပွဲတော်နိုင်မှာမဟုတ်ဘူးတဲ့။ဒီမိုကရက်တွေကအောက်လွှတ်တော်ကိုထိန်းချုပ်နိုင်ပြီးတော့ အထက်လောက်တော့စီးနေမှာဆိုလို့ရှိရင်51 49လောက်တော့မှဖြစ်သွားနိုင်လဲဆိုပြီးတော့ပြောတာလာပါဒိုနယ်ထရမ့်ရဲ့ Republican မဲဆွေစီယုံရေးကာလတုန်းကရွေးကောက်ပွဲအောင်နိုင်ရေးအတွက်လူဒန်းတဲ့လူတဦးချင်းစီလိုက်လူဒန်းမှုမှာ Elon Musk ကအများဆုံးဖြစ်ပါတယ်261.5မီလီယံတောင်ရှိပါတယ်ပြောရရင်တော့ Elon Musk ဟာသူ့ရဲ့စီးပွားရေးလာမယ့်အနာဂတ်ကာလစီးပွားရေးအတွက်စီမံကိန်းတွေအတွက်ဒိုနယ်ထရမ့်စီမှာမီလီယံ300နီးပါးရင်းနှီးမြှုပ်နှံလိုက်တာပဲဖြစ်ပါတယ် ဒါကြောင့်လဲယူကော့ပွဲမှာတော့ Trump နိုင်တဲ့အချိန်မှာစင်မော်တက်ပြီးခုံပေါက်နေခဲ့တာဖြစ်ပါတယ်။ဒါကဘာလို့မှာ Donald Trump ပြီးရင်သူ့လောက်ပျော်မဲ့သူမရှိတော့ပါဘူး။ခုတော့သူ့လောက်ဒေါသထွက်တဲ့လူမရှိနိုင်ဘူးထင်ပါတယ်။ Elon Musk ကုမ္ပဏီဟာပြီးခဲ့တဲ့နှစ်2024ဒီယူကော့ပွဲပြီးတဲ့ကာလဒီဇင်ဘာလလောက်မှာသူ့ရဲ့ကုမ္ပဏီတွေရဲ့ပိုင်ဆိုင်မှု share တွေရဲ့တန်ဖိုးကအမြင့်ဆုံးနေရာကိုရောက်နေခဲ့ပြီးတော့ဒီ Elon Musk ရဲ့ပိုင်ဆိုင်မှုကြိုးစားချမ်းသာမှုကလည်းအများဆုံးအချိန်ကိုရောက်နေခဲ့ပါတယ်။ ဒါပေမဲ့ Donald Trump သမ္မတထိုင်ခုံပေါ်မှာတရားဝင်ထိုင်ပြီးတော့ Elon Musk ဦးဆောင်တဲ့ Department of Government Efficiency DOG ကအလုပ်တွေစလုပ်တဲ့အချိန်ကနေပြီးခဲ့တဲ့လသူအလုပ်ထွက်ခဲ့တဲ့အချိန်အထိ Elon Musk ဟာ133ဘီလီယံကနေ156ဘီလီယံအထိအရှုံးပေါ်ခဲ့ပါတယ်။ပြောရရင်တော့ American Dollar မီလီယံ300လောက်ရင်းနေပြီးတော့ဘီလီယံ150ဝန်းကျင်လောက်ရှုံးနေဆိုတာတော်ရုံပမာဏတော့မဟုတ်ပါဘူး။ သူတို့နဲ့ရောဆိုရှယ်မီဒီယာပေါ်ကနေအပြန်အလှန်ထိုးနှက်ပြောဆိုနေကြတော့မှနောက်ကွယ်မှာတော့သူတို့နဲ့ရင်းနှီးတဲ့နိုင်ငံရေးသမားတွေနောက်ပြီးတော့စီးပွားရေးလုပ်ငန်းရှင်တွေရှယ်ယာရှင်တွေကနှစ်ဦးစလုံးကိုဒေါသတွေဖြေလျှော့ကြဖို့ညှိနှိုင်းနေကြတယ်နောက်ပြီးတော့အရှိန်လျှော့ဖို့ပြောနေကြတယ်ဆိုပြီးတော့မီဒီယာတွေကရေးကြပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ပြဿနာတွေကိုပြည်လဲဖို့စူးစမ်းနေတဲ့အချိန်မှာနောက်ဆုံးဒီ Elon Musk ကနေပြီးတော့ post တစ်ခုတင်လိုက်ပါတယ် အဲ့ဒီ post တင်လိုက်ပြီးတဲ့အချိန်မှာတော့သူတို့နှစ်ယောက်ပြန်ပြီးတော့အစဉ်ပြေဖို့ပြန်ပြေလည်ဖို့ဟာမဖြစ်နိုင်တော့ဘူးဆိုပြီးတော့ပြောဆိုနေကြပါတယ်။ Elon Musk ရေးလိုက်တဲ့ post ကဒီလိုမျိုးပါ။တကယ်ဘုံကြီးကြီးနဲ့ပြစ်ချိန်ရောက်လာပြီ။ Donald Trump က Epstein file ထဲမှာပါနေပါတယ်။အဲ့ဒါကသူတို့ဘာဖြစ်လို့လူတို့ကိုအဲ့ဒီ file တွေချမပြတာလဲဆိုတော့အဓိကအကြောင်းရင်းပါပဲ။ဆိုတော့ဒီထဲမှာ Elon Musk ပြောထားတဲ့ Epstein file တွေဆိုတဲ့အကြောင်းကိုကျွန်တော်တို့နည်းနည်းလေ့လာကြည့်အောင်ပါ။ ဂျက်ဖရီအက်စတိန်းဆိုတာကတော့တကယ့်ထိပ်သီးဘီလီယံနာတွေနိုင်ငံရေးသမားတွေနဲ့ပျော်တော်ဆက်ဖို့အတွက်အသက်မပြည့်သေးတဲ့မိန်းကလေးတွေကိုလူကုန်ကူးတာအတင်းရမခိုင်းစေခဲ့တာကြောင့်မို့လို့တရားစွဲဆိုခံထားခဲ့ရတဲ့ဘီလီယံနာတယောက်ဖြစ်ပါတယ်။ထောင်ထဲမှာပဲကိုယ့်ဘာသာကိုအဆုံးစီရင်သွားခဲ့ပါတယ်။ဂျက်ဖရီအက်စတိန်းတရားရင်ဆိုင်ခဲ့တုန်းကစစ်ဆေးချက်တွေတရားခွင်မှတ်တမ်းတွေကို2024ဇန်နဝါရီလတုန်းကအများပြည်သူကြည့်လို့ရအောင်ထုတ်ပြန်ခဲ့မှုပါတယ်။ အဲ့ဒီထဲမှာနိုင်ငံရေးသမားတွေတကယ်ဘီလီယံနာကြီးတွေရဲ့နာမည်တွေပါပါနေခဲ့တယ်ဆိုပြီးတော့သတင်းတွေကောလာဟလာတွေထွက်ခဲ့မှုပါတယ်။ဒါပေမဲ့အဲ့တုန်းကထုတ်ပြန်ခဲ့တဲ့စာရွက်စာတမ်းဖိုင်တွေကအင်မတန်နည်းပါတယ်။အကုန်လုံးကိုထုတ်ပြန်ခဲ့တာမဟုတ်ပါဘူး။အဲ့ဒီကိစ္စတွေဖြစ်တော့ကဆိုလို့ရှိရင်လူခွင့်ရေးအဖွဲ့တွေကအဲ့ဒီဖိုင်တွေအားလုံးကိုထုတ်ပြန်ပေးဖို့ဆိုပြီးတော့တောင်းဆိုခဲ့ကြမှုပါတယ်။အခု Elon Musk ပြောနေတာကအဲ့တုန်းကဖိုင်တွေအကုန်လုံးကိုမထုတ်ပြန်ရတဲ့အဓိကအကြောင်းရင်းက Donald Trump ရဲ့နာမည်ပါနေတာကြောင့်ဆိုပြီးတော့ပြောနေတာဖြစ်ပါတယ်။ ိုဒီနေရာမှာကျွန်တော်တို့သူသုံးတဲ့စကလုံးအသုံးလုံးပေါ့နော် Jeffrey Epstein file ထဲမှာမင်းနာမည်ပါနေတယ်ဆိုတဲ့စကလုံးဖြစ်ပါတယ်ဆိုတဲ့စကလုံးကအမေရိကန်နိုင်ငံရဲ့အတိုင်းဝိုင်းနေအတိုင်းဝိုင်းထဲမှာဆိုလို့ရှိရင်နိုင်ငံရေးသမားအချင်းချင်းဒါမှမဟုတ်စီးပွားရေးသမားအချင်းချင်းဘီလီယံနာတွေအချင်းချင်းတယောက်နဲ့တယောက်ထိုးနှက်ခြင်းလို့ရှိရင်သူတို့သုံးတဲ့စကလုံးမျိုးဖြစ်ပါတယ်သူတို့တယောက်နဲ့တယောက်အပြန်လန်ပြောဆိုကြပြီးဆိုရင်မင်းနာမည် Jeffrey Epstein file ထဲမှာပါနေတယ်ဆိုပြီးတော့အောက်လုံးထိုးတက်ကြလေရှိတယ်ဆိုပြီးတော့ American media တွေကရေးကြပါတယ် ါပေမဲ့အဲ့လိုနာမည်တွေပါနေတာကိုတက်တေပြပါဆိုလို့ရှိရင်ပြစရာတက်တေမရှိကြပါဘူးဆိုတော့တယောက်နဲ့တယောက်အပြန်လန်ထုံးနေတာမျိုးပဲဖြစ်ပြီးတော့တက်တေအတိအကျမရှိသလိုဘယ်သူမှလည်းအဲ့ဒီ file အတိအကျနာမည်တွေကိုမမြင်ဘူးကြပါဘူးဆိုတော့ဒီနေရာမှာတစ်ခုထည့်ပြောချင်ရှိတာကဒေါ်နယ်ထရမ့်ဟာဒီကိုယ့်ကိုအဆုံးစီရင်သွားတဲ့ billionaire Jeffrey Epstein နဲ့အင်မတန်ရင်းနှီးတဲ့ဆက်ဆံရေးမျိုးတော့ရှိခဲ့ပါတယ်ဒါပေမဲ့သူ့နာမည်အဲ့ဒီ file တွေထဲမှာပါနေသလားမပါဘူးလားဆိုတာကိုတော့ဘယ်သူမှအတိအကျမသိရပါဘူး ဒါပေမဲ့ Elon Musk ကလည်းအဲ့လိုမျိုး post တင်ပြီးရော Donald Trump က၄တန်းနည်းနည်းပြော့သွားပါတယ်။မပြေတော့ကံရရှိဆိုသလိုခုတော့ဒီ Jeff Stein file တွေကိုပွင့်လင်းမြင်သာမှုရှိရှိထုတ်ပြန်ပေးဖို့တောင်းဆိုနေကြပါပြီ။ Democrat တို့အမတ်နှစ်ယောက်ကဆိုလို့ရှိရင်ရှင်းနေကြုံတဲ့ FBI Director တွေကိုဒီ file တွေကိုအကုန်လုံးထုတ်ပြန်ပေးဖို့တရားဝင် တောင်းဆိုလိုက်ပါတယ်။ Trump ကတော့သူ့ရဲ့နောက်ဆုံးလက်နက်လို့ပြောရမယ်။ Elon Musk ကုမ္ပဏီနဲ့ American အစိုးရတို့စာချုပ်ချုပ်ထားတဲ့စီးပွားရေးလုပ်ငန်းတွေကိုရပ်ဆိုင်းပစ်မယ်လို့ ချိမ့်ချောက်လိုက်ပါတယ်။ Elon Musk ကလည်းအစိုးရသုံးနေတဲ့သူ့ရဲ့ SpaceX Dragon ကိုရပ်တန့်ပစ်မယ်လို့ပြန်ချိမ့်ချောက်ပါတယ်။ပြီးတော့ဒီထက်ပိုကျန်းတာကတော့ Donald Trump ကိုလွတ်တော်ထဲမှာဆွတ်ဆွဲပစ်တင်ပြီးဖြုတ်ချပစ်ဖို့ထိ Elon Musk ကတောင်းဆိုထားပါတယ်။အစဆုံးနောက်ဆက်ပြီးကြတာအားလုံးကျေးဇူးတင်ပါတယ်။အဆင်ပြေကြပါစေ။